ညီမရဲ့အတန်ဒီကားမှာရိုက်နေနေမှာစဖြစ်သွားတယ်ညီမဒီကားကိုလက်ခံတဲ့အချိန်မှာညီမရဲ့အတန် normal ပဲအတန်ကအရန်ကိုနောက်တစ်ယောက်ပြောင်းသွားတဲ့အချိန်မှာကိုတိလိုက်ပြီးအတန်တော်တော်နာနေပြီပေါ့နော်အဲ့အချိန်မှာ ရိုက်လဲအပြီးစကားပါလုံးဝလို့မပြောနိုင်တော့ဘူးဒီအတန်းနားရမယ့်အချိန်မှာမနားဘဲနဲ့ထပ်ပြီးသူ့ကိုပရက်ရှာထပ်ပြီးတဲ့အခါမှာဆိုညီမအတန်းအာတော်တော်ကြီးဒါအချိန်ကိုကြာမြင့်စွာနဲ့ဖြစ်သွားရဲဆိုတဲ့အခါကျတော့ဒီကားလေးကညီမတော်တော်အမှတ်တရကြီးအများကြီးရှိခဲ့ပါတယ်ဟုတ်မလုတ်ချင်တော့ဘူးပေါ့နော်ဘာလို့ဆိုဒီအတန်းကြီးနဲ့ကို့မှာနောက်တစ်ယောက်ကြီးပြောင်းသွားတာကိုတချို့အလုပ်တွေဆိုလဲအဲ့လိုကိုယ်တိုင်ငင်းခဲ့ရတယ်အဲ့တချို့ကြီးကမ်းလန့်တဲ့အချိန်မှာလဲကိုယ့်ရဲ့အတန်းတွေဒီပေးလာတဲ့ဇယုတ်တွေပေါ့မှာ ဟိုအားနာမှုရှိတာအကြောင်းပေါ့နော်ဘာလို့ကိုစူးစမ်းရမယ့်အချိန်မှာကိုမှဘယ်ဟာမှစူးစမ်းခွင့်မရှိခဲ့ဘူးလीနော်အကုန်လုံးကအခုဆိုလဲပြန်တက်တဲ့ကြမှာဟဲ့သူ့အတိုင်းကတော်တော်ပြောင်းသွားတာပဲအတိုင်းကတော်တော်ဆိုးနာပဲဒါမိုးကပြူရဲ့အတိုင်းကဒါဘလို့ဖြစ်သွားရလဲပေါ့နော်ဟုတ်ကဲ့အဲဒီကားထဲမှာဆိုရင်တော့ဒါညီမရဲ့ character ဒီတက်လျာဆိုတဲ့ဒီကောင်မလေးတယောက်နေနဲ့ဒါပါထားတယ်ပေါ့နော်အဲသူကဒီအခြေအနေတွေပေါ့နော်အခြေအနေတွေအကြောင်းအကြောင်းအကြောင်းသူကအဲသူမလုတ်ချင်မဲနဲ့တီး จะลูกกูพอเนอะลูกนี้ยาเดดดี ကောင်မလေးတယောက်အနေနဲ့ပါဟုတ်ဒီ character လေးကကျတော့အရင် character တွေနဲ့လည်းမတူဘူးဒါကိုကိုကိုလည်းဒါပေါ့နော် character တစ်ခုလည်း change ကြည့်မယ်ပြီးတော့ကိုမလုပ်ဘူးသေးတဲ့အရာတစ်ခုပေါ့နော်ဒီစိန်ခေါ်ကြည့်မယ်ဆိုတဲ့ဒီစိတ်နဲ့အဲလက်ခံပြလိုက်တယ်ပြီးတော့အဲလက်ခံပြတဲ့အချိန်မှာလည်းပေါ့ညီမအနေနဲ့ကဒါအများကြီးဒါအဲလေးလာတဲ့အပိုင်းကြီးလည်းရှိရဲပြီးတဲ့အခါကျရင်ဒီကိုမင်းပေါ့နော် director ဒီအကိုရဲ့ပေါ့နေဒီစကားကိုဒီလိုချင်နေတဲ့အတိုင်းဒါဒီကိုကအဲလုပ်ပေးနိုင်ဖို့အတွက်ကိုမှပြင်ဆင်ရတဲ့အပိုင်းကြီးလည်းအများကြီးရှိခဲ့တယ်ရှင်ဟုတ် ဟုတ်ကဲ့အဓိကပေါ့နော်ဟိုသူ့ရဲ့ဒီ lifestyle တိုင်းဖြစ်ဖို့အတွက်ကိုကိုအရင်ဆုံးပေါ့နော်ညီမအရှိမအရင် character တွေဆိုရယ်စပင်းတွေကအကုန်လုံးတောက်လျှောက်အမဲ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 ပဲထက်နေတဲ့အချိန်မှာအဲ့ကားအတွက်ကိုညီမပေါ့နော်ဒီတကောင်းလုံးအရင်ဆုံးပေါ့နော်ဒီစပင်း color လေး change နေတဲ့အကုန်လုံးမဲ့လောက်တော့လဲတဆုံးလုံးချင်နေဆိုတော့စပင်း color တွေ change ဖြစ်တဲ့3-5ခါလောက်ချွတ်စပင်းတွေကပြတ်ကျအဲ့ပေါ့နော်အဲ့တူတိုင်းမျိုးဘူဒီဘက်ဒီပုံစံမျိုးလေးလဲအဲ့အဲ့စပင်းတိုင်းပေါ့နော်ဒါလောက်ခဲ့တယ်ပြီးတဲ့အခါကျရင် character ဝင်ဖို့အတွက်ကိုလည်းဒါကိုပေါ့နော်အဲကိုနားထောင်ရတဲ့တိတ်ပေါ့နော် story လေးတွေရှိခဲ့တယ်ပြီးတဲ့အခါကျရင်ကိုလေ့လာတဲ့အပိုင်းလေးတွေရှိတယ်နောက်တစ်ခုကကြတော့အနောက်တစ်ခုအခက်ခဲရကြတယ်ညီမဘာလဲဆိုတော့ညီမရဲ့ဒီ story ကပေါ့နော်ဒါညီမတို့ဒီဇလတ်ရိုက်နေပြီရိုက်တဲ့အချိန်မှာညီမရဲ့အတန်ကဒါပိတ်သက်လေးတည်တဲ့အတိုင်းပဲပေါ့နော်ဟိုအခြားတစ်ယောက်ဖြစ်သွားတယ်ပေါ့နော်အဓိကဘာလဲဆိုတော့ရိုက်နေတန်းတန်းမှာအတန်ဦးထိသွားတဲ့အချိန်မှာကိုလက်ခံရတဲ့ character ကကြတော့ဒီ character ကကြတော့အတန်ဦးမှာ ဒီအတန်လေးနဲ့ပေါ့နော်ကိုကြီးပြောင်းသွားတဲ့ဒီအတန်ကကြတော့နောက်တစ်ယောက်အတန်ဆိုတော့အဲ့ချိန်မှာညီမအရန်ဟိုမှာရှော့ရသွားတယ်ပြီးတော့အိုက်စိတ်ကြီးနဲ့ပေါ့နော်တနေ့တနေ့ရှူတင်လာရင်ငါဒီတိုင်းနဲ့ဒီ character ဝင်မမလားဒီအိုက်စိတ်ကြီးနဲ့အလုပ်လုပ်တာဖြစ်တော့တဲ့ကြောင့်မလို့ဟိုရှူတင်မှာဆိုလဲပေါ့နော်ဒီစိတ်နေပေါ်မှာတချို့စိတ်နေဆိုညီမကိုကိုကိုတောင်မှဒီ မှုကိုပေါ့နော်မရဘူးမရတဲ့အတွက်ကြောင့်မလို့အကိုကိုမင်းကနေပြီးတော့အကိုကနေပြီးတော့တေချာလေးမှုကိုပြန်ဆွဲခေါ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒါစူးစားခဲ့ရတယ်ပေါ့နော်တစ်ခါလေးကျရင်လည်းငိုပြီးတော့တယောက်တည်းပေါ့နော်ဟိုဂျင်းဖွင့်ရတဲ့အချိန်တွေလည်းရှိရပါဘောပေါ့ဆိုကိုလောက်ရမယ့်အပိုင်းမှာကိုအပြည့်ဟွာစူးစားခြင်းနဲ့လေနော်စူးစားခြင်းတဲ့အချိန်မှာအမမထိန်မင်းနဲ့ဒီအတန်းထားဖြစ်တဲ့အချိန်မှာကို့မှာစူးစားဖို့အတွက်ကိုပေါ့နော်ဟို အမိအရာမစူးစမ်းမိမှာဆိုတဲ့အစိတ်တင်နေပါဟုတ်ညီမရဲ့အတန်ဒီကားမှာရိုက်နေနေမှာဆက်ဖြစ်သွားတယ်ညီမဒီကားကိုလက်ခံတဲ့ချိန်မှာညီမရဲ့အတန် normal ပဲ normal ပဲဟိုမှာမှာဒီရိုက်နေနေမှာညီမအတန်အဲဒီပေါ့နော်ဒီတိုင်းပုံမှန်တိုင်းမနေတိုင်းမကောင်းဖြစ်တယ်ဒီနှာစီးချောင်းဆိုပေါ့နော်နှာစီးချောင်းဆိုတော့အကူကဆာပြီးတော့မေးတယ်အဲနင်းတန်ပြောင်းနေတယ်ဆိုမဟုတ်ဘူးအကူညီမလေးပေါ့နော်အတန်ဝင်နေတာအဲနှစ်ရက်လောက်ဆိုတော့ကောင်းသွားမယ်ထင်တယ်အကူပေါ့ပြီးတော့အဲ့တုန်းကစရိုက်တုန်းကလည်း heavy စိတ်နေမပါသေးဆိုတော့အတန်ရတယ်ပေါ့ AC ပေါ့နော်အဲပြီးတဲ့အချိန်မှာ ဒီစင်းကိုရိုက်တယ်ရိုက်တယ်ရိုက်တယ်ကိုမူးပါသွားမသိတော့အသက်ဒါပေမဲ့အကုန်လုံးပြန်ပြီးဒီတရှူတင်လို့ပြန်ပြီးတော့သတိထားမိတဲ့အချိန်မှာဒီအတန်ကတော်တော်ကြီးကွဲထွက်သွားပြီအတန်အဲ့တော့အတန်ကအရန်ကိုနောက်တစ်ယောက်ပြောင်းသွားတဲ့အချိန်မှာကိုတိလိုက်ပြီးအတန်တော်တော်နာနေပြီပေါ့နော်အဲ့အချိန်မှာရိုက်လဲအပြီးစကားပါလုံးဝအောင်လို့မပြောနိုင်တော့ဘူးအရန်ဒီပေါ့နော်လေဘေးမှာအရန်ထိပြီးတော့အရန်ဟိုဘယ်လိုခေါ်မလဲစကားပြောရင်တအားမောတယ်အဲ့တော့ဆရာဝန်ကလည်း နားပေါ့နော်ဒီစကားမပြောလေညံ့ညံ့တက်တာလေးဟိုအတက်နိုင်ဆုံးပါးစပ်ပိတ်ထားလေးအညံ့တက်တာလေးဆိုတော့အခါကျကိုကလှုပ်ရတာဒီစကားပြောနေဒီအတက်ကိုအားပြရဆိုတဲ့အခါကျပြီးရိုက်ကူးရေးပိုင်းနေဆိုရင်လည်းလက္ခဏာလေးတွေရှိတဲ့အခါကျတော့ကိုကပီးပြက်အားအလုပ်ကြဆိုတော့ဒီအတန်းနားရမယ့်အချိန်မှာမနားဘဲနဲ့ထပ်ပြီးသူ့ကိုပရက်ရှာထပ်ပြီးတဲ့အခါမှာဆိုညမအတန်းအာတော်တော်ကြီးဒါအချိန်ကိုကြာမြင့်စွာနဲ့ဖြစ်သွားရတယ်ဆိုတဲ့အခါကျဒီကားလေးကညမတော်တော်အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်ဟုတ် ်အဝင်တာပေါ့ဘလောက်တောင်ဆိုလဲဆိုဟိုဒီလို့ မလုတ်ချင်တော့ဘူးပေါ့နော်။ဘာလို့ဆိုဒီအတန်ကြီးနဲ့ကို့မှာနောက်တစ်ယောက်ကြီးပြောင်းသွားတာကိုပထပါတော့ character တွေဆိုတာညီမတို့ဆိုတာ character တစ်ခုတည်းနဲ့သွားလို့မရဘူးလေနော်။ character တိုင်းကိုအဝင်ခွင့်ချဖြစ်နေမှာပေါ့။ကိုကိုတိုင်းလည်းဒီစကားတစ်ခုကြည့်တဲ့အခါမှာပြိတက်တယောက်နေနေပဲကြည့်တယ်။အော်အေးသူဒီကားမှာဒီ character လုတ်တယ်ဆိုရင်အတန်နဲ့ဒီယုံနဲ့အကုန်လုံးဒီဒရန်တူတယုတ်တူနေမှသာလေ။အော်အေးသူဒီ character မှာအဝင်ခွင့်ချရှိရဲဆိုပြီးညီမတို့ကဒါကိုကိုကိုပေါ့နော်။အဲအကဲဖြတ်လိုက်တယ်ဆိုတဲ့အခါကျကိုကိုအကဲဖြတ်မယ်ဆိုရင်ရော ့ဒီကားမှာဆိုရင်ဟဲ့တရုတ်ဆောင်ကတော့ okay ကြည့်လို့တော့အဆင်ပြေပါတယ်အတန်းကြီးကဘလို့ကြီးတော့ချွဲရမယ့်နေရာမှာချွတ်ချွတ်ပြပြတက်ထွက်မလာပဲနဲ့အတန်းကြီးကကြားအပ်ပြီးတော့ဟိုအကွဲချောင်းနဲ့အတန်းကြီးဆိုတော့ဘလောက်ပဲကောင်းအောင်ပဲလှုပ်ထားလှုပ်ထားကြိုးစားကြိုးစားဒီအတန်းကြီးနဲ့တော့ဘသူကတော့ဟိုချီးကျူးချင်ပါလေလीเนาะဒါကတော့ကိုယ့်ရဲ့ဒီ ဒီအဲ့ချိန်မှာရတဲ့ဒီစိတ်ဒဏ်ရာကိုဘယ်ပြောရမလဲဆိုတဲ့အခါကျတော့အရန်ကိုကိုဟာဒီလောက်ကိုပေါ့နော်ဆက်လုံးရမှာအရန်ကိုမှကြောက်တယ်ဘာလို့လဲဆိုတော့ဒီတန်ကြီးနဲ့တင်ကိုကဟိုဘယ်လိုကောမလဲဘာမှဆက်လုံးလို့မရတော့ဘူးစိအစင်ထိအလိုကိုကတွေးလိုက်ပြီပေါ့နော်အဲ့ဆိုအများကြီးအမှအစည်းကနေတော့ပြရတယ်ကိုကိုအချိန်နေယူရတယ်ပြီးတော့ဒီပရိသတ်တွေနဲ့အဆက်အသွယ်ဖြတ်ခဲ့ရတယ်အဲတချို့အလုပ်တွေဆိုလည်းအဲ့လိုကိုယ်တိုင်ငင်းခဲ့ရတယ်အဲပြီးတချို့တွေကမ်းလန့်တဲ့အချိန်မှာလည်းကိုယ့်ရဲ့အတန်တွေဒီပေးလာတဲ့စရုပ်တွေပေါ့မှာ ဟိုအာနာမှုရှိတာအကြောင်းပေါ့နော်ဘာလို့ကိုစူးစမ်းရမယ့်အချိန်မှာကို့မှာဘယ်ဟာမှစူးစမ်းခွင့်မရှိခဲ့ဘူးလေနော်အဲ့လိုဆိုတဲ့အခါကျတော့ဒါအများကြီးနစ်နာဆုံးဖြစ်ခဲ့ရတဲ့အချိန်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘယ်လိုပြောရမလဲအဲ့လိုအရန်စိတ်တက်ကြခဲ့ရတာပေါ့ဟုတ် ဟုတ်တယ်ရှင်အကုန်လုံးကအခုဆိုလဲပြန်တက်တက်ကြမှာဟဲ့သူ့အတိုင်းကအတော်တော်ပြောင်းသွားတာပဲအတိုင်းကတော်တော်ဆိုးနာပဲဒါမူခွပြူရဲ့အတိုင်းကဒါဘလို့ဖြစ်သွားရလဲပေါ့နော်တချို့ဆိုလဲညီမကွမ်မန့်လေးတွေပေါ့နော်လိုက်ကြည့်တဲ့အခါမှာအဲတချို့သူတွေဆိုရင်တော့ဟုတ်တယ်သူ့အတိုင်းထိထားတာအတိုင်းအိုးထိထားလို့အတိုင်းပြောင်းသွားတာအဲ့လိုမျိုးအဖြည့်ပေးထားတဲ့ပုံမှာပေါ့နော်အော်သူတို့တွေဒါနားလဲပေးတာပဲပေါ့နော်အဲအဲ့စိတ်လေးနဲ့ကိုကနေလို့ကောင်းတယ်အခုဆိုလဲဒါညီမရဲ့ပေါ့နော်ဒီကားထဲမှာဆိုရင်ဒီရှေ့မှာဇက်တိုက်ကခက်ကတအားဟသွားပြီလေဒီအတိုင်း ကြောင့်ဒီကားလေး on air ပြန်တက်လာတဲ့အချိန်မှာအာပရိသတ်ရှိဘောနော်ပြန်ရောက်လာတယ်ဒါပေမဲ့ပရိသတ်ကဒီအတန်နဲ့ဒီ character ကိုအာကိုယ့်ရကျူးစားထားတဲ့အတိုင်းတာဘောနော်ဘလိုမျိုးအဲတမတ်ချက်ပေးမလဲဆိုတာတော့အရင်ခုံနေရှင်းဟုတ်ကဲ့အဒီဇကားထဲမှာတနာမှာမျက်ရည်ခိုင်မှဖြစ်မှာဘောဆိုကိုကိုတိုင်းတော့မှမျက်ရည်ဟိုဘလိုခေါ်မလဲအရန်ဇက်က ဆွဲခေါ်သွားတဲ့ကောဆွဲခေါ်သွားပြီးကို့အတန်တော်မှပဲကိုဘာဖြစ်နေလဲမသိတော့တဲ့အထိဟိုမှာမှာဇက်ထဲကိုအရန်ရောက်သွားတဲ့အချိန်မှာပြိတက်လဲကြည့်တဲ့အခါကျရင်ဒီပေါ့နော်ကြည့်တဲ့အခါကျရင်တိနိုင်တယ်ပြီးတဲ့အခါကျရင်နောက်ခု message လေးဆိုလဲဒါစီနိုင်စီနိုင်မှာဆိုလဲပါတယ်ညီမတို့ဒီတက်လျာဆိုတဲ့ဒီကောင်မလေးညာမှာဆိုလဲတော့ message ပြေးနေတာရှိရယ်ပေါ့နော်ဒီ main clay တိုင်းကအာဘယ်လိုခေါ်မလဲလူသားမှန်တော့ဒါအမားကတော့ရှိမယ်အမားရှိတယ်ဓာတ်ချက်တွေလည်းရှိမယ်အဲ့အမားတွေကိုကအချိန်ကြီးပြန်ပြင်ဆင်နိုင်မှုလဲလို့ရတယ်အဲ့လိုဆိုတဲ့အခါကျတော့ အာပိတ်သက်တွေလည်းဒါကြီးရှုတဲ့အခါကျရင်ဒါသင်္ကန်းစာတွေအများကြီးနဲ့အဲကြည်ရမယ်ပေါ့နော်ရင်မောရမယ်ကားလေးတကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆောက်မြောကြီးရှုပြီးတော့အပိပောင်လို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင့်ဟုတ်